ူများကိုအားကြပြီးကိုဘဝကို အားမရဖြစ်နေဘဝဟာပိုလို့တောင်မကြင်မနဲ့ဖြစ်အလိုမကျဖြစ် အကုသိုလ်ဖြစ်စိတ်မချမ်းမသာဖြစ်နေမှာပဲလေသူ့အနေထားကို မကြည့်နဲ့ကို့အနေထားကိုပဲညှိပေါ့လူတိုင်းဟာသူ့အကြောင်းနဲ့သူသူ့ကံနဲ့သူဖြစ်နေတဲ့သဘောရှိတဲ့အတွက်မတူတဲ့ကံကို လိုက်ပြီးတော့ချိန်ထိုးနေရင်ကိုပဲခံစားရမှာမဟုတ်လားကိုတရားနဲ့ကို ကိုလက်ရှိအနေထားမှာပဲအကျိုးများအောင်ကြိုးစားလိုက်တာပေါ့အရေးကြီးဆုံးကအားကြမလွဲဖို့ပဲလေသူသုံးတယ်လို့မသုံးနိုင်လို့သူဝစ်တယ်လို့မဝစ်နိုင်လို့သူနေတယ်လို့မနေနိုင်လို့သူစားတယ်လို့မစားနိုင်လို့စတာတွေမှအားကြပြီးအဲ့ဒါတွေလိုက်ပြိုင်နေရင်ဒါဟာအားကြလွဲတာပါပဲသူသူ့လိုအခြေအနေမျိုးမဟုတ်ပေမဲ့ကိုယ့်အခြေအနေနဲ့ကိုယ်ရှိတာလေးနဲ့လက်ပြတ်တတ်နေဖို့ကအဓိကပဲမဟုတ်လား တကယ်တော့ဘဝမှာရုပ်ဝတ္ထုတွေဘလောက်ပဲပြည့်စုံပြည့်စုံစိတ်ချမ်းသာမှုဆိုတာရှိတိုင်းချမ်းသာတာမဟုတ်ဘူးချမ်းသာအောင်နေတိုင်းမှာချမ်းသာတာဒါလေးစင်ကြီးမိရင်ကိုယ့်အခြေအနေကလည်းကျဉ်းနှက်เสียပဲပေါ့ဒီတော့အဆိုးတွေနဲ့အကျိုးပေးတဲ့ဘဝမှာရိုးရိုးလေးနဲ့အပြစ်ကင်းအောင်နေလိုက်ပါ ကိုယ့်လက်ပြကိုယ်တန့်ရင်ဘဝမှာဘာမှမရှိလဲအလှရှိနေတာပဲလေ ကိုယ်ကျင့်အလှကအဓိကပဲပေါ့ ဩဒါလေးကလည်းပဲလူတော်တော်များများဘုန်းကြီးတို့ကိုယ်တိုင်လည်းပဲလူတွေကအချင်းနေရက်တစ်ခုမှအချင်းနေတစ်ရက်ပေါ်မှာကိုယ့်အချင်းနေပေါ်မှာတော်တော်များများကတက်ပြီးတော့အလိုမချဖြစ်ကြတယ်မကြင်မနက်ဖြစ်ကြတယ်အားမရကိုယ့်အချင်းနေကိုဘာလို့အားမရတာလဲဆိုတော့သူများကိုကြည့်ပြီးတော့အားမရတာပဲသူများသုံးတယ်လို့မသုံးနိုင်လို့သူများနေတယ်လို့မနေနိုင်လို့သူများစားတယ်လို့မစားနိုင်လို့ သူများသွားတယ်လို့မသွားနိုင်လို့ဆိုပြီးတော့သူများရဲ့အခြေအနေကိုကြည့်ပြီးတော့ကိုယ်အခြေအနေကိုမကြည်မနှက်ဖြစ်ဖြစ်နေတဲ့သဘောတွေများတယ်။သူများကိုကြည့်ပြီးတော့ကိုယ်ကိုအလိုမကျဖြစ်နေတဲ့သူတွေအများကြီးသဘောဝမှာလူတိုင်းလူတိုင်းကသူ့ကံနဲ့သူ သူ့အခြေအနေနဲ့သူလာကြတာပဲ။လူရတော်တော်များများကကံကို ပြိုင်နေကြတဲ့သဘောရှိတယ်။အမှန်ကတော့ကံကပြိုင်လို့မရဘူး။ ံကိုမပြန်ရဘူးကံကိုပြင်ရတာအတိတ်ကံတွေကသူ့အတူပါလာပေးတာတချို့လူတွေကပစ္စပန်မှာမဟုတ်တာတွေလုပ်နေပေမဲ့အတိတ်ကံအားကောင်းတဲ့အခါကျတော့သူအတိတ်ကံရဲ့အဟောင်းကောင်းတဲ့အကြောင်းတရားတွေကပစ္စပန်မှာအကောင်းတွေကြုံနေတော့ပစ္စပန်မှာမကောင်းတာလုပ်ပေမဲ့သူတို့မှာအကောင်းတွေရှိနေတာလည်းအများကြီးရှိတယ်ချို့ကတော့ကိုယ့်အတာကိုပစ္စပန်မှာအကောင်းတွေလုပ်နေပေမဲ့ တိတ်ခံမကောင်းတဲ့အခါကျပစ္စုပန်အကျိုးပေးမကောင်းတာတွေလည်းအများကြီးရှိတယ်။ဆိုတော့ကံကိုကံကံဆိုတာသူ့ကံနဲ့သူသူ့အကြောင်းနဲ့သူလာတာဖြစ်တဲ့အတွက်ကြောင့်ကံကိုတော့ပြိုင်မနေနဲ့။အေပြင်းရင်ကံကိုပြင်ပေါ့။ကိုယ်ကံကိုပြင်။ကိုယ်ကံကိုပြင်ဆိုတာကအကောင်းနေလုံနေတဲ့အတိုင်းမကောင်းနေဖြစ်ရင်ဒါအတိတ်ကံရဲ့သဘောပဲလို့သိပြီးလို့ရှိရင်ကိုယ့်ဘာသာကိုကောင်းအောင်ကိုယ်ကံကိုပြင်ရမှာ။ ကောင်းတဲ့ကာယအနေနဲ့ဖြစ်နိုင်အောင်ကာယကောင်းတဲ့ကာယကံကောင်းတဲ့ဝစီကံကောင်းတဲ့မနောကံလေးတွေဒီကံလေးတွေအများများကိုယ့်ဟာတာကိုပြုပြင်ပြီးတော့နေမယ်ဆိုရင် ကိုယ်လည်းပဲတစ်ချိန်ချင်းမှာကောင်းတာလေးဖြစ်လာမှာပေါ့ဆိုတာကလူတိုင်းလူတိုင်းကကိုယ့်အချင်းတွေကိုအားမရကိုယ့်အချင်းတွေကိုမကြင်မနက်ဖြစ်နေတာကသဘာဝပဲကိုယ်တည်းကဘလောက်ပဲပြည့်စုံတယ်ပဲပြောပြော ကိုယ့်ကိုယ်တော့ဘယ်တော့မှပြည့်စုံတဲ့လူတွေကမတတ်မှတ် ကိုယ့်ကိုသူများကကြည်ရင်သူများလည်းကိုယ့်ကိုအားကြနေတာတခါကဘုန်းကြီးတို့သာသနာမှာလည်းအဲ့လိုပဲဩသာသနာဝန်ထမ်းရှင်ယန်းနေကြည်ပြီးတော့လူတွေကယန်းတွေရဲ့ဘဝအေးချမ်းလိုက်တာသံဃာတော်ရဲ့ဘဝအေးချမ်းလိုက်တာဆိုပြီးတော့ယန်းတော်တွေကြည်ပြီးတော့လူလောကအတိုင်းဝန်းရလူတွေကအားကြကြတယ်ဘုန်းကြီးတွေဘဝအေးချမ်းတယ်တချို့ဘုန်းကြီးတွေကြတော့အဲ့လိုမဟုတ်ပြန်ဘူး ုန်းကြီးဘဝနေရတာဝိနည်းတွေများလိုက်တာစောင့်နေရတာများလိုက်တာလူလောကအစဉ်ပြေနာလေးတွေကြီးပြီးတော့လူတွေကိုအားကြရရှိလူတွေကသူ့ကိုအားကြကိုသူအားကြသူ့ဘဝကိုမကျေနပ်နိုင် ကိုဘဝသူမကျေနပ်နိုင်ကိုဘဝကိုမကျေမနပ်နိုင်ဖြစ်နေတာဆိုတော့ဘာမှမကျေနပ်စရာအကြောင်းမရှိဘူးအမှန်တော့ကိုအကြောင်းနဲ့ကိုလာကြတယ်ကိုဘဝအခြေအနေမှာအခြေအနေရက်တစ်ခုကိုလက်ခံနိုင်အောင်ကြိုးစားရတယ် လက်ခံနိုင်စွမ်းရှိလို့ရှိရင်ဘလို့အခြေအနေမျိုးမှာပဲရှိရှိကိုယ့်ဘဝကိုကျင့်တတ်အောင်နေတတ်သွားလူတွေကကြုံလာတဲ့ဘဝအခြေအနေကိုလက်မခံနိုင်လို့မကျင့်တတ်တာလက်ခံနိုင်တယ်ဆိုတာက ကောင်းတာတွေပဲလာတာဆိုးဆိုးအဆိုးနဲ့ပဲကြုံကြုံအဲ့ဒီအခြေအနေတရက်ကိုလက်ခံနိုင်အကောင်းနေကြတော့ကျင့်တတ်ပြီးမကောင်းနေကြတော့မကျင့်တတ်ဘူးဆိုရင်ဒါအခြေအနေရက်ကိုအခြေအနေတရက်ကိုလက်မခံနိုင်တာပဲ လက်မခံနိုင်လို့ရှိရင်မကြင်မနဲ့တွေဖြစ်တယ်မကြင်မနဲ့တွေဖြစ်ရင်အလိုမကျတွေဖြစ်အလိုမကျတွေဖြစ်ရင်နေရတာစိတ်မချမ်းသာကိုယ်တွေကဘလောက်ပဲကိုယ့်ဘဝကိုမကောင်းမှုပဲပြောပြောကိုယ့်ဘဝကိုမပြည့်စုံပဲပြောပြောတခြားချိန်ထွေးရင်လောကမှာကိုယ့်တည်းဆိုးတဲ့လူတွေအများကြီးရှိတယ်ကိုယ့်တည်းမပြည့်စုံတဲ့လူတွေအများကြီးရှိတယ်ကိုယ့်တည်းအချိန်နေဆိုးတဲ့လူတွေဒီလောကကြီးမှာဘယ်နေရာပဲကြည့်ရှိနေတာဖြစ်တဲ့အတွက်ကြောင့်ကိုယ်တွေကသူများကိုကြည့်ပြီးတော့သူများကိုယ့်ဘဝကိုအားမရဖြစ်နေတာ သူများကလည်းကိုယ်ကြည့်ပြီးတော့သူတို့ဘောအာမရဖြစ်နေမှာပဲဒီတော့ကိုယ်ကိုစင်ကျင်တဲ့အခါမှာကိုယ်ကိုအားပေးတဲ့အခါမှာသူဟိုးအထက်ကြီးကိုကြည့်ပြီးတော့ကိုယ့်တဲ့တာရာကြီးတွေကြည့်ပြီးတော့အားမလို့အာမရဖြစ်နေစရာအကြောင်းတော့မရှိဘူးကိုယ်စိတ်တက်လေးကြတော့အားနဲ့လို့အားပေးခြင်းလို့ရှင်ကိုယ့်အောက်ကလူကြည့်ရတယ်။အော်ငားတဲ့ဆိုးတဲ့လူတွေအများကြီးရှိပါလား။ငားလို့အဆင်မပြေတဲ့လူတွေအများကြီးရှိပါလား။လူလောကမှာမာပြီမာလည်းအများကြီးရှိတယ်။ဒါကြတာကြဟို မြို့တွေထွေလိုင်းသားရလို့ရှိပြီးသားထွက်လို့ရှင်ကိုတွေဘဝအိမ်မရှိဘူးလို့ဒါပြောတာအိဆာမရှိလို့ပြောတာကိုတွေဆိုတဲ့သူတွေအများကြီးတချို့လမ်းမေးမှာခင်းပြီးတော့အိမ်နေရသူတွေအများကြီးဆိုတော့ကဘဝမှာကိုအချင်းလေးကိုကြည့်ပြီးတော့ဘာမှတိတ်ပြီးတော့ခံစားချက်တွေနဲ့မကြည်မနဲ့ဖြစ်เสียအောင်အကြောင်းမရှိဘူးတေချာတာကတော့ကံဆိုတာကငါတို့ကံဆိုးတယ်ဆိုတဲ့အတွေ့တွေကအဲ့ဒါကကိုယ့်ကိုစိတ်အားငယ်စိတ်ကိုဖြစ်စေတယ် ကံဆိုးတယ်တော့ဘယ်တော့မှမတွင်းနဲ့ကံကကောင်းပြီသားကံကောင်းပြီသားလူဖြစ်နေတာကကံကောင်းနေတာပဲမဟုတ်လားလူဖြစ်နေတာကကံကောင်းနေတာလေလူမဖြစ်တဲ့တတ္တဝါတွေအများကြီးလူဘဝကိုမရတဲ့ပုံကိုယ်တွေအများကြီးတန်တရာမှာငရေကြတဲ့လူတွေအများကြီးဒိဋ္ဌံဘဝရောက်နေတဲ့လူတွေအများကြီးအပယ်လေးပုံဟိုးပိဋ္ဌာဖြစ်နေတဲ့ပုံကိုယ်တတ္တဝါတွေအများကြီးသူတို့နဲ့ရှင်လို့ရှင်ကိုကလူဘဝကိုရနေတာကကံကောင်းပြီသား ေါ်ပေးကံကောင်းတာလူချင်းတူတာမှကိုမကိုလည်းအင်ကပြည့်စုံနေတယ်။ကိုမနားတယ်၊ကြားခွင့်ရှိနေတယ်၊မျက်စိတွေမြင်ခွင့်ရှိနေတယ်၊နှာခေါင်းနဲ့နံခွင့်ရှိနေတယ်၊ရှားမှာအရသာခံခွင့်ရှိနေတယ်၊ခန္ဓာကိုယ်လှုပ်ရှားခွင့်ရှိနေတယ်။အဲ့ဒီကိုလည်းအင်ကစုံစုံနေနေလေးတွေနဲ့ဖြစ်နေတာဟုတ်ကကိုဘွားကံကောင်းမိတာပဲ။ဒီတဲ့ပေါ်ပြီးတော့ကံကောင်းအောင်ပြောမယ်ဆိုရင် လူလည်းဖြစ်လာတယ်ဖရားသာသနာနဲ့ကြုံတွေ့နိုင်ဗုဒ္ဓဘာသာလည်းဖြစ်ခွင့်ရနိုင်လေဆိုရင်ဗုဒ္ဓဘာသာဝင်ရှူတောင်းရတယ် အားလုံးက perfect ပဲဘဝဘာမှမကျင်တဲ့ဆရာဘူးမရှိဘူးဘာမှအလိုမကျဖြစ်ဆရာအကြောင်းမရှိလူတွေမှာကိုယ့်ဘဝကိုမကျင်မနဲ့ဖြစ်သူတစ်ပါးကိုအားကျတယ်ဆိုတာက ကိုယ့်ဘဝမပြည့်စုံလို့မဟုတ်ဘူးသူတစ်ပါးရဲ့ပြည့်စုံမှုကိုကြည့်ပြီးတော့သူတို့လိုဖြစ်စေနဲ့စိတ်ကြောင့်မကျင်မနဲ့ဖြစ်တာသူတို့သုံးတယ်လို့ကိုမသုံးနိုင်လို့ကိုယ့်ဘဝမကျင်မနဲ့ဖြစ်တာသူတို့ဟိုစီးတယ်လို့ကားတွေမစီးနိုင်လို့ကိုယ့်ဘဝကိုမကျင်မနဲ့ဖြစ်တာ ရုပ်ပိုင်းဆိုင်ရာကိုတွားပြိုင်လို့ကိုယ်စိတ်ကိုမကြင်မလက်ဖြစ်စေတာပဲတကယ်တည်းကျရင် အပြိုင်လွဲတာပဲအပြိုင်လွဲလို့ကိုယ့်ဘဝကိုအာမကြဖြစ်တာ